ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ခင်ဗျာဒီနေ့အော်တိုဘာလ10ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့တီဘောမျိုးရဲ့အခြေအနေတင်ပြပါမယ်တော့ဒီဘောမျိုးရဲ့အခြေအနေကလက်ရှိဒီတက်မလို့စစ်ကြောင်းတွေကဒီဘောမျိုးနဲ့ဆိုရင်ကျွန်တော်တို့ရှစ်မိုင်ခန့်အကွာကိုရောက်ရှိနေပြီဖြစ်ပါတယ်မကြတော့ဘူးဗျာကျွန်တော်တို့နောက်တစ်ပတ်လောက်ဆိုရင်တော့ဒီဘောမျိုးမှာတက်မလို့ကနိုင်ငံတော်အနေနဲ့စိုက်ပါလိမ့်မယ်ဒီကနေ့ကအော်တိုဘာလ10ရက်နေ့ဆိုရင်ကျွန်တော်တို့အော်တိုဘာလ18ရက်နေ့လောက်မှာ အောက်တိုဘာ18လုံး18ရက်နေ့လောက်မှာတက်မတော်ကတီဘောမြို့မှာနိုင်ငံတော်အလံလေးစိုက်တော့မှာဖြစ်ပါတယ်။အဲ့ဒီပတ်လဲပါပဲ။အဲ့ဒီတက်မကြော့ပါဘူး။အဲ18တက်ကျွန်တော်တို့ရှေ့ရောက်ရင်လည်းတရက်နေ့ရက်အဥမာပါ18ဆိုရင်ကျွန်တော်19လောက်လည်းဖြစ်ဖြစ်မယ်။ဖြစ်နိုင်ရည်အများဆုံးကဒီ18ရက်နေ့မှာနိုင်ငံတော်အလံလေးစိုက်ဖို့များတယ်။တေချာသွားပြီ။အဲ့ဒါကတေချာတယ်။လက်ရှိတော့ကျွန်တော်တို့ဒီတက်မတော်စစ်ကြောင်းတွေရောက်ရှိနေတာကတီဘောမြို့နဲ့ဆိုရင်ကျွန်တော်တို့ဒီရှစ်မိုင်ခန့်အကွာကိုရောက်ရှိနေဖြစ်ပါတယ်။မကြတော့ဘူးဗျာတီဘောမြို့ကတီဘောမြို့ကမကြတော့ပါဘူး။ တော့တက်မတော့ကတော့အဲကြောင်မေးရနဲ့ကျွန်တော်ထိုးစစ်စင်တယ်လမ်းမိုက်မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေရဲ့ဒီပင်မစကန်တွေကိုတောက်လျှောက်ကျွန်တော်တို့ထိုးစစ်စင်ပြီးတင်ပိုက်တယ်လက်ရှိတဲ့တောက်လျှောက်ထိုးစစ်စင်နေတယ်အကြမ်းဖက်အုပ်စုတွေကဒီတက်မတော့ရဲ့တိုက်ဆွမ်းအားကိုမရှင်နိုင်ဘူးတည်နယ်လေးကတက်မတော့ရဲ့တိုက်ဆွမ်းအားမှာလုံးဝရှင်နိုင်ခြင်းမရှိပါဘူးရှင်နိုင်ခြင်းမရှိလို့ကျွန်တော်တို့တောက်လျှောက်တောက်လျှောက်သူဆုတ်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 ပြေးနေတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်သွေးရတဲ့အရာဆိုရင်လက်ရှိဒီတက်မတော့စစ်ကြောင်းလေးရောက်ရှိနေတာကဘောဂျိုဖျားရှိတယ်ဘောဂျိုဖျားရဲ့ရှေ့မှာကျင့်တီးရွာဆိုတာရှိတယ် က်ရှိဒီတက်မလို့ဆစ်ကြောင်းတွေကကျင်းသီးရွာတကြောကိုရောက်သွားပြီကျင်းသီးရွာကျော်သွားပြီဆိုတော့ကျွန်တော်တို့ဒါကာလန်ပြည်အောင်စီလမ်းမတိုင်းသွားမယ်ဆိုရင်တော့ဒုထောက်ရီမြင့်နဲ့အပြိုင်သွားရတယ်ပြည်အောင်စီလမ်းမကြီးကဒုထောက်ရီမြင့်နဲ့အပြိုင်အဲ့ဒီရှေ့ကိုရောက်မယ်ဆိုတော့ဘောကျိုရွာဘောကျိုရွာဆိုတော့ကကျွန်တော်တို့ဘောကျိုဖျားကြီးကိန်းကိုဆံပယ်တဲ့ရွာအမှဘောကျိုဖျားရှိတယ်အဲ့ဘောကျိုဖျားရှိတဲ့ရွာကကျွန်တော်တို့ဘောကျိုကြီးရွာဘောကျိုကြီးရွာကရွာကြီးပါရွာကြီးပါကျွန်တော်အထက်တန်းကြောင်းခွဲတော်ရှိတဲ့ရွာကြီးပါအဲ့ဘောကျိုးကျေးရွာရောက်ပြီးသွားပြီဆိုရင်ကျွန်တော်ရှေ့ကိုသွားမယ်ဆိုရင်တော့ဂျားထဲမှာကျွန်တော်ရွာ နှိပ်ရွာလောက်ဖြတ်ရပါလိမ့်မယ်နှိပ်ရွာပတ်လေပေါ့ဗျာနှိပ်ရွာလောက်ဖြတ်ပြီးသွားရင်တော့ကျွန်တော်တို့တီဘောမျိုးရဲ့ကျိုးစုပိုင်းကိုရောက်တော့မှဖြစ်ပါတယ်အဲ့တော့တမလို့စစ်ကြောင်းတွေကတော့ကျွန်တော်တို့တီဘောမျိုးရဲ့ရှစ်မိုင်ခန့်အကွာကိုရောက်ရှိသွားပြီဖြစ်ပါတယ်ရောက်ရှိသွားဖြစ်ပါတယ်အဲ့တော့မကြတော့ဘူးဗျာကျွန်တော်တို့ဒီတီဘောနဲ့တီဘောမှာရှိတဲ့တမလို့သားတွေကတော့ဖုန်းအဆက်အသွယ်ရပါတယ်ကိုကျော်စိုးတဲ့ခင်ဗျာခင်ဗျာနောက်တစ်ပတ်လောက်ဆိုရင်ခင်ဗျာလာခဲ့လိုက်တော့ဗျာတဲ့နောက်တစ်ပတ်သူလာခဲ့လိုက်တော့အဲ့လိုကြီးကျွန်တော်အဆက်အသွယ်ရပါတယ်ထို့တူပါပဲကျွန်တော်တို့ဒီတက်မလော့ကအတီဘောမျိုးကိုရရှိသွားပြီဆိုရင်လည်းတက်မလော့က ပန်းတွေပြိုးมาဖြစ်ပါတယ်ပန်းပြိုးတယ်ဆိုတော့ကျွန်တော်တို့ចောင်းတွေပြန်ဖွင့်มาဖြစ်ပါတယ်တမ်းမတော်ကနောင်ချိုမျိုးကိုတိမ့်ပတ်ရရှိတဲ့အခါမှာဆိုရင်နောင်ချိုမျိုးနဲ့မှာစာတင်ចောင်းတွေပြန်ဖွင့်ခဲ့ပါတယ်ဘာမှကျွန်တော်တို့စေယုံတွေအသုံးပြုလို့မရဘူးစေယုံတွေအသုံးပြုလို့မရခင်အချိန်မှာကျွန်တော်တို့မျိုးပေါ်မှာရှိတဲ့ဒါအများပြည်သူတွေသက်ဆိုင်တဲ့အစားအုပ်တွေနိုင်ငံပိုင်အစားအုပ်တွေမှာနိုင်ငံတော်ကနေပြီးတော့ကျမကြီးဆော့ရှော့မှုတွေပေးတယ်ပြန်ကျွန်တော်တို့ဒီစာသင်ကျောင်းလေးအမြန်ဆုံးဖွင့်နိုင်ဖို့အတွက်လုပ်တယ်။နောင်ချိုမျိုးမှလည်းဖွင့်နိုင်ခဲ့တယ်။လာတို့ဘာပဲကျွန်တော်နောင်ချိုမျိုးတိမ့်ပိုက်ပြီးတဲ့အခါမှာကြောက်မဲပေါ့ ကြောင်မဲမှာဆိုလဲဒီတက်မတော်ကစာသင်ကျောင်းတွေပြန်ပြီးဖွင့်နိုင်ဖို့အတွက်ဆောင်ရွက်ပါတယ်ကျွန်တော်တို့စာသင်ကျောင်းတွေစာသင်ကျောင်း area မှာကျွန်တော်မြက်တွေအများကြီးပဲခင်ဗျားတို့ခင်ဗျားတို့အံ့ဩသွားပါလိမ့်မယ်ခင်ဗျားတို့ကိုယ်တိုင်မမြင်ရလို့ပါအံ့ဩသွားပါလိမ့်မယ်မြက်တွေဆိုခင်ဗျားအများကြီးပဲကျွန်တော်တို့တည့်ရမကောက်ကျွန်တော်တည့်ရမကောက်အဲ့ဒါကိုကျွန်တော်တက်မတော်သားတွေက area အလိုက်မိုင်းနေရှင်းတယ်မြက်တွေရှင်းတယ်ပြီးရင်ကျွန်တော်ကျောင်းတန်ရှင်းတွေလုပ်တယ်ပြီးရင်ကျွန်တော်ရက်ကွက်အလိုက်ပေါ့ရက်ကွက်အလိုက်ကျွန်တော်တို့မိုင်းနေရှင်းတယ်တန်ရှင်းတွေလုပ်ပေးတယ်ပြီးရင်ကျွန်တော်လမ်းမတွေမိုင်းရှင်းတယ်တန်ရှင်းတွေလုပ်ပေးတယ် မိုင်းရှိရ area နဲ့ area မဟုတ်ဘူးတမောသားရဲ့တကယ်ပင်မမ်းပါလေတကယ်ကိုပင်မမ်းပါလေကျွန်တော်တို့မိုင်းရှင်းရအသေးစိတ်ရှင်းရတာပါအသေးစိတ်ကိုရှင်းရတာပါအများပြည်သူကျွန်တော်တို့ဝင်ရောက်နေထိုင်ဖို့အတွက်ကတမောကသူ့ရဲ့ဒီရက်ကွာအလိုက်အိမ်လေးလိုက်ကိုမိုင်းနေရှင်းပေးတယ်မိုင်းရှင်းပြီးမှကျွန်တော်တို့ဝင်ရောက်နေထိုင်ခွင့်ပြုတာပေါ့အဓိကတော့ဒီပြည်သူတွေပေါ့ပြည်သူတွေအကြမ်းဖက်အုပ်စုတွေထောင်ထားတဲ့မိုင်းတွေမနှင်းမိဖို့အတွက်ဒါတမောကမိုင်းရှင်းပေးတာပါခင်ဗျမိုင်းနှင်းမိတာခင်ဗျစူးစူးနဲ့စူးချစ်တာမဟုတ်ဗျတန်စူးတာမဟုတ်ဘူး မိုင်းရှင်းကမိုင်းမိုင်းထိသွားပြီဆိုခင်ဗျာခန္ဓာကိုယ်ပြန်ပြန်မပြန်ရခင်ဗျာဒီအသက်ဆုံးမဖို့ပဲရှိတာပေါ့တမလို့ကကျွန်တော်အသေးစိတ်ကိုလှုပ်ပေးပါတယ်အဲ့တော့တမလို့ပြိုးခဲ့တဲ့ပန်းတွေကကျွန်တော်တို့ဒါပန်းတိုင်းပွင့်ပါစေပေါ့ဗျာကျွန်တော်တို့နောက်ချိုးမှဆိုလည်းပဲလက်ရှိစာတင်ကြောင်းတွေဖွင့်နိုင်တယ်ကြောင်းသားလေးတွေပြုံနေကြတာအဲ့လိုပဲကျွန်တော်တို့ဒီကြောင်မဲမှာပေါ့ဒါကြောင်မဲမှာဆိုလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဆိုရင်အဲကြောင်းသားလေးတွေပေါ့ကြောင်းသားလေးတွေကျွန်တော်တို့ဂီတာတီးပြီးတော့သူတချင်းတွေစုံနေကြတယ်တော်တော်လေးတော့ကျွန်တော်ဝမ်းသာဖို့ကောင်းတယ်ဗျနောက်တစ်ချက်ကဒီကြောင်မဲသူကြောင်မဲသားတွေရဲ့ဒီစီလုံးညင်ညူပါ အဲ့ဒါဘာလဲဆိုတော့ဒီကြောင်မဲမှာရခင်ကဒီကြောင်မဲကနေပြီးတော့ကျွန်တော်တို့ဒါပြင်းဦးလင်မန္တလေးအပြေးဆွဲတဲ့ကျွန်တော်တို့ဟိုဟာရှိတယ်ဒီရင်လိုင်းနေရှိတယ်ပြင်းဦးလင်မန္တလေးပြေးဆွဲတဲ့ရင်လိုင်းနေရှိတယ်အဲ့ဒါကိုကြောင်မဲမှာရှိတဲ့ဒီကြောင်မဲသူကြောင်မဲသားတွေရင်လိုင်းနေပေါ့သူတို့ပိုင်နေရင်လိုင်းနေစစ်ဆောင်တွေအခမဲ့လာခဲ့အခမဲ့ပို့ပေးတာဟာခင်ဗျာတော်တော်ချစ်ဖို့ကောင်းတာပဲဗျာကြောင်မဲသူကြောင်မဲသားတွေကပတ်စံမယူဘူးနော်အခမဲ့ပြေးဆွဲပေးတာအဲ့လိုတွေလုတ်ပေးနေတာသူတို့မြို့ကိုသူတို့ဘယ်လောက်ချစ်လဲပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ကိုချင်းစာတရားပေါ့ တော်တော်လေးကိုကျွန်တော်တို့ကိုချင်းစာတရားကြီးရဲမြို့လို့ပြောမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတက်မတော်ရဲ့ပြိုးတဲ့ပန်းတွေကတော့ကျွန်တော်တို့အာနောင်ချူမှာပွင့်ခဲ့ပြီနောင်ချူမှာပွင့်ခဲ့ပြီပြီးရင်ကျွန်တော်တို့ကြောင်မဲမှာပွင့်ခဲ့ပြီထပ်ပြီးတော့ကျွန်တော်တို့ဒီဘောမှာဆက်ပြီးပွင့်မှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီနေ့အစားပဲမှတ်ထားကြပါခုနှစ်ရက်အတွင်းမှာခုနှစ်ရက်အတွင်းမှာမဆုံးမလုံးပါဗျာခုနှစ်ရက်နောက်ထပ်နှစ်ရက်လောက်ထပ်ပေါင်းပေါ့ခုနှစ်ကနေ၉ရက်အတွင်းမှာတက်မတော်ကကျွန်တော်တို့ဒီဘောမြို့ကိုအပြေဝအလုံးစုံပြန်ပြီးထိန်းချုပ်มาဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်တို့ တီဘောမျိုးနဲ့ခုနမိုင်ခန့်အကွာကိုရောက်နေပြီဒါမှမဟုတ်စစ်ကြောင်းတွေကဒါတီဘောမျိုးကိုရောက်တဲ့အခါမှာဆိုရင်လည်းပဲဒါပန်းတွေထပ်ပြီးပြိုးပြီးမှဖြစ်ပါတယ်စာသင်ကျောင်းတွေပြန်ဖွင့်မယ်ပြီးရင်ကျွန်တော်တို့ဒီဆေးရုံစည်းကမ်းတွေပြန်ဖွင့်အောင်လုပ်မယ်လက်ရှိလည်းကျွန်တော်တို့ဒီကြောင်မဲမှာဆိုရင်လည်းပဲဆေးရုံရအုံပြုလို့မရအောင်အုံပြုလို့များတော့ကျွန်တော်မျိုးထဲမှာရှိတဲ့ဒီအများနဲ့သက်ဆိုင်တဲ့အစာအုပ်တွေမှာကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်ပြီးရင်ကျွန်တော်တို့ဒါမှတ်ပုံတွေနဲ့အခမဲ့လုပ်ပေးနေတယ် မပုံနေနေကျွန်တော်အခမ်းမဲ့လုပ်ပေးနေတယ်အဲ့တော့ကြောင်မဲ့သူကြောင်မဲ့သားကျွန်တော်ဖုန်းဆက်ပါတယ်ကျွန်တော်မပုံနေမရှိဘူးသွားလို့လို့ရပြီလားကျွန်တော်လည်းပြောပါရပါပြီအဲ့တော့ကျွန်တော်တို့ကတခါတည်းကြောင်မဲ့မှာရှိတဲ့ကြောင်မဲ့သူကြောင်မဲ့သားပြောချင်တာကခင်ဗျားတို့ရဲ့မပုံနေနေကိုခင်ဗျားတို့ရဲ့မပုံနေနေကိုကြောင်မဲ့မျိုးမှာအခမ်းမဲ့လုပ်ပေးနေပါတယ်အချို့ကကျွန်တော်တို့ဘယ်သွားမလဲတဲ့ကျွန်တော်တို့ဒီကြောင်မဲ့ရောင်ဘယ်ဆက်သွားမလဲကျွန်တော်လည်းပြောလိုက်ပါတယ်လောလောလေးပဲညွှန်လိုက်ပါတယ်ဘယ်မှမတော်နဲ့ကြောင်မဲ့မျိုးရောက်တာနဲ့အမှကြောင်မဲ့မိသက်ရုံရှိရမိသက်ရုံကသွားမိလိုက်ပြအဲ့ရအဲ့ရမိသက်ဝင်တိုင်းလမ်းညွှန်ပေးလိုက်မယ်လို့ကျွန်တော်ပြောလိုက်တယ် အဲ့လိုပြောလိုက်တယ်ပြီးခဲ့ရက်ကလည်းကျွန်တော်တို့ဒီကြောင်မဲမြို့ကိုရောက်တယ်အမှကြီးအမိသက်ဝန်ထမ်းတယောက်ကျွန်တော်တွေ့လိုက်တယ်အကိုကြီးခြေထောက်ကဘာဖြစ်တာလဲသူခြေထောက်မှာပတ်တီးစီးတာအကိုကြီးခြေထောက်ကဘာဖြစ်တာလဲမဟုတ်ဘူးတဲ့ကိုကျော်စိုးကြီးလည်းကျွန်တော်လည်းဟိုစာသင်ကျောင်းမှာကျွန်တော်မျက်မျက်ရှင်းမင်းနဲ့ဆက်ထိသွားတာပါတဲ့တတော်စိုးရင်မစိုးရပါဘူးရပါတယ်တဲ့သူတို့သူတို့သူတို့ရဲ့ဒဏ်ရာတွေပေါ့ဗျာသူတို့ဒဏ်ရာဘယ်လောက်နဲ့လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့သူတို့ဒီပြည်သူပေါ်မှာထားတဲ့စိတ်ပေါ့ဗျာရပါတယ်ဗျာတဲ့ကျွန်တော်လက်ရှိလည်းလုပ်ပေးနေပါတယ်ပေါ့ဒါတော့ ဒါတွေကျွန်တော်တွေ့ခဲ့ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကမကြခင်ကာလမှာကျွန်တော်ဒီတက်မတော်ကတော့အဲတီဘောမျိုးကိုပြန်ပြီးတော့ထိန်းချုပ်သွားမှာဖြစ်ပါတယ်